ပါရှင်။နိုဝင်ဘာလ25ရက်နေ့အတွက်မြို့တော်ရဲ့နေ့လယ်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အင်ချူမွေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အောက်ချုပ်ရေးမှူးကရွာသားတွေကိုအစည်းအဝေးခေါ်ယူကစစ်မှုရန်ကြီးတိုးကောက်ဖို့ပြောတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှအများပြားထိခိုက်သေးဆုံးမှုတွေရှိကလက်နက်ခဲရတချို့တိုက်စီရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းခင်ဦးမြို့နယ်မှာနိုဝင်ဘာလ23ရက်နေ့နေ့လယ်7:00နာရီဝန်းကျင်ကအာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှအများအပြားထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်ကထုတ်ပြန်ထားပါတယ်။ခင်ဦးမြို့နယ်မုံလကျေးရွာအတွင်း၄ရက်အကြာယာယီအထိုင်ချတက်ဆွဲထားပြီးပြင်အောင်ပြူရွာကိုထွက်လာတဲ့ကမ့်ဘလူးမှာနီးပြူဟာ330နဲ့ခမာယ131 ကမ်ဘလူးဘူးစော်တီစုစုပေါင်းခမန်းအင်အား180ခန်းကို မုံလာမပြင်အောင်တို့အသွာလန်းခုလက်မှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ချိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်တပ်တပ်ဖွဲ့ဝင်တွေထံမှငကြင်းမီတလက် MA1 ဆက်လက် MA2 သုံးလက် BA160 မမကွန်မန်ဒိုစိန်ပြောင်းတလက် MA3 သုံးလက် MA4 တလက် G3 လေးလက် MAS စနိုက်ပါတလက် M1 ၅လက်နဲ့ ဆက်ဆက်ကြီးခဲယမ်းအစုံအများပြားသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။စစ်တပ်ဘက်မှအများပြားတည်ဆုံပြီးစစ်ကြောင်းတစ်ကြောင်းလုံးတက်ဖြတ်ကဓာတ်ပေါ်ရီများခြံထားခဲ့ပြီးယာယီအထိုင်ထရာမုံလရွာတဲ့သူထွက်ပြေးသွားခဲ့ပြီးတော်လန်ရေးအင်အားစုများဘက်မှထိခိုက်မှုမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါရယ်။အဆိုပါတိုက်ခိုက်မှုကို အမတ်နှစ်ရွှေဘိုခရိုင်အမတ်သုံးတရင်ခင်ဦးမြို့နယ်ပကပါတိုက်နယ်1 2 3 4 5ပကပါများ ခင်ဦးမျိုးနဲ့ပါလာဖပူပေါင်းအင်အားတို့ကလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းခင်ဦးရွှေဘိုနယ်စပ်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာဒုတိယဗိုလ်မှူးကြီးအစင်ဗိုလ်ကြီးအစင်နဲ့တက်ကြအပါအဝင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေးဆုံးကစစ်တုံးမန်း2ဦးနဲ့အတူလက်နက်ခဲယမ်းတချို့သိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်တပ်နဲ့ PNO ဘက်မှလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်နေတဲ့ဒေသခံပြည်သူအမျိုးသမီး၃ဦးလက်နက်ကြီးထိမှန်သေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖေကောအနောက်ချမ်းမှာနိုဝင်ဘာလ22ရက်နေ့မနက်10:00နာရီဝန်းကျင်ခန့်ကစစ်တပ်နဲ့ PNO ဘက်မှလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်စစ်ရှောင်နေတဲ့ဒေသခံပြည်သူ အမျိုးသမီး၃ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ဂျုံဖော်ကရားကထုတ်ပြန်ထားပါဗျ။ဖေကောအနောက်ချမ်းဘော်ရန်စစ်ရှောင်နဲ့နံပါတ်လုံးစစ်ဆောင်စခန်းတွေကစစ်ဆောင်အမျိုးသမီး၃ဦးဟာ တောင်ရခင်းရှိတဲ့ဘော်ရန်ရွာအနီးမှာတောင်ရစီပြန်ပြီးတောင်ရပြန်လောက်ကြတဲ့အချိန်စစ်တပ်နဲ့ PNO ဘက်မှလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့သိရပါဗျ။လက်နက်ကြီးထိမှန်သိဆုံးခဲ့ရတဲ့အမျိုးသမီး၃ဦးမှာအသက်60ကျော်အရွယ်အဖွားတဦးအသက်ဆက်ခွန်ပတ်ဝန်းကျင်အရွယ်နဲ့အသက်46အရွယ်အမျိုးသမီးတို့ဖြစ်ကြပြီးအဆိုပါသိဆုံးခဲ့တဲ့စစ်ရှောက်အမျိုးသမီး၃ဦးထဲမှာဒေါ်အေးတန်းခေါ်ဒေါ်နန်းအင်းအသက်66နှစ်ရဲ့နာယေးကို ဆွေမျိုးတွေနဲ့ဆစ်ဆောင်ပြည်သူတွေက လိုက်ပါပို့ဆောင်ကြိုးပေးခဲ့တယ်လို့သိရပါဗျ။ဖဲခုံအနောက်ချမ်းကိုစစ်တပ်နဲ့ PNO တပ်တွေကပြီးခဲ့တဲ့အောက်တိုဘာလမှာအင်အားသုံးစစ်ကြောင်းထိုးဝင်ရောက်လာပြီးရွာသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကျေးရွာနေအိမ်ဖျားเจ้าတွေကိုမိချို့ဖျက်ဆီးတာတွေလက်နက်ကြီး drone တွေနဲ့တောင်ရလေယာလုတ်ကင်နေတဲ့ပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်တာတွေကိုကျူးလွန်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကလည်းဖဲခုံမြို့နယ်အနောက်ချမ်းဘော်ရန်အပေါ်ရွာကိုစစ်တပ်နဲ့ PNO တပ်တွေက ကျေးရွာနေပြည်သူတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အောက်ချုပ်ရေးမှူးကရွာသားတွေကိုအစည်းအဝေးခေါ်ယူကစစ်မှုရန်ကြီးတိုးကောက်ဖို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းအောင်လံမြို့နယ်တောက်ဆွဲချိုးကျေးရွာမှာစစ်ကောင်မရှင်ခန့်ကျေးရွာအုပ်စုအောက်ချုပ်ရေးမှူးကြီးချိန်ဆိုသူကကျေးရွာရဲ့အစည်းအဝေးခေါ်ကစစ်မှုရန်ကြီးတိုးကောက်ဖို့ပြောဆိုခဲ့တယ်လို့ဒေတာရင်းသတင်းမြစ်တွေအရသိရပါတယ်။ နိုဝင်ဘာလ23ရက်နေ့ကအောင်လံမြို့နယ်မြင်းကပိုင်ကျေးရွာအုပ်စုကြောက်ဆွဲကျိုးကျေးရွာစာတင်ကျောင်းမှာစစ်မှုရန်ကြီးတိုးကောက်ဖို့စစ်ကော်မရှင်တပ်သားတွေကိုလုံခြုံရေးချထားကရွာသားတွေကိုခေါ်ယူပြောဆိုခဲ့တယ်လို့သိရပါတယ်။ဥကြည်ချိန်ကရွာသုံးရွာတအုပ်စုကိုအုပ်ချုပ်ရတဲ့အုပ်ချုပ်ရေးမှုအရင်တုန်းကတော့နှလုံးသုံးလုံးရောင်းနေသူပါ။ခုမှအုပ်စုအုပ်ချုပ်ရေးမှုဖြစ်လာတာ။ကြောက်ဆွဲကျိုးမြင်းကပိုင်နဲ့စစ်စပားရွာတွေရဲ့အုပ်စုအုပ်ချုပ်ရေးမှုပေါ့လို့ဒေသခံတအူးကပြောပါတယ်။အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့က ကြောက်ဆွဲကြိုးကြေးပါစာတင်ကြောင်းမှာရွာသူရွာသားတွေကိုခေါ်ပြီးပုံမှန်တအိမ်9000ထဲခဲ့ရမှာယောက်ျားသားရှိတဲ့အိမ်တွေကို1000ခွဲချက်တိုးမြင့်ကောက်ဖို့ပြောဆိုတယ်လို့သိရပါဗါးအရင်လတွေကတအိမ်9000ပဲပေးရတာခုယောက်ျားရှိတဲ့အိမ်တအိမ်1000ခွဲပေးရမယ်ပြောတယ်တရွာလုံးမလာမနေရခေါ်ပြောတာသူကအရင်တုန်းကဆင်းရဲတယ်ခုကတိုက်နဲ့ဖြစ်နေပြီလို့ဒေသခံတအူးကပြောပါဗါး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကြီးချိန်ဆိုသူနဲ့တူလက်ထောက်ကျောက်ဆွယ်ကျူးအုပ်ချုပ်ရေးမှူးစံဝင်းထိုက်ဆိုသူတို့ကိုဒေသရင်းတော်လိုင်းတက်တွေကတတိပေးစာနှစ်ကြိမ်ပေးထားတယ်လို့သိရပြီးစစ်ကော်မရှင်တပ်ခမာယ81ကစစ်သားတွေကိုခေါ်ကာရွာသားတွေအပေါ်အနိုင်ကျင့်ပို့ချနေစေဖြစ်တယ်လို့သိရပါတယ်ရှင်မြို့တော်ရဲ့နေလည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူများအလုံးကိုစိတ်နှပြအကျမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအမြန်ဆုံးလျှောက်ပါစေကြောင်းနဲ့ တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။